အားလုံးမင်းမင်္ဂလာပါတတိယဝါဒနာရှင် မိတ်ဆွေများ အားလုံးပေါ့နော်ကျွန်တော်တို့ဒီနေ့တတိယမှာတော့တလုံးလွှဲသွားပါတယ်ပေါ့နော်အဲ့တော့ဒီ live follow channel ကို ကြည့်ရှုအားပေးနေတဲ့ဒုတိယဝါဒနာရှင်နေ့အတွက်ပေါ့နော်ကျွန်တော်တို့18ရက်18ရက်17လပိုင်းအတွက်နော်ကျွန်တော်မိတ်ဆွေများဘာသာကျွန်တော်တို့မွေးကနန်းစကြီးကိုကျွန်တော် လာရောက်တွေ့ပြပေးခြင်းမှဖြစ်ပါတယ်ဆက်ကနေရစတဲ့လာပိုင်းနောက်ထောင်းနဲ့နှစ်စက်နော်တူဒီကျွန်တော်တို့တပတ်စာမွန်ကွတ်နော် ညအလုံးမင်းမင်္ဂလာပါခင်ဗျာเนาะအဲ့တော့ကျွန်တော်ဒီနေ့3 D ရတော့ကျွန်တော်ရေမိတ်ဆွေများเนาะကျွန်တော်တို့ကတိလေးလွှဲသွားပါတယ်เนาะငါလေးလေးငါအတွဲကျွန်တော်တို့မှန်ခဲ့တယ်เนาะလေးငါအတွဲကျွန်တော်တို့ပြတ်တာကတော့3ရှစ်အတွဲပြတ်တာပေါ့ဗျာเนาะအဲ့တော့လုံးပိုင်ငါနဲ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ချပေးခဲ့တဲ့3 D မှာ မင်းစင်းများမြင်တွေ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီပြည့်ရတဲ့ဘက်ကတော့ကျွန်တော်ဒီ9လေး1ဆိုတဲ့ကဏ္ဍကကျွန်တော်ပြည့်ရတဲ့ဘက်က main audience ပဲဖြစ်ပါတယ်ပေါ့နော်အဲကျွန်တော်တတိယ channel မှာတော့ကျွန်တော်မင်းစင်းများကျွန်တော်တင်ပြီးခဲ့တယ်ဘိုင်ဘာမှာလည်းကျွန်တော်မင်းစင်းများကျွန်တော်ပို့ပြီးခဲ့တယ်ပေါ့နော်အဲတော့ဒီဘက်မှာပဲကျွန်တော်လက်ထွက်ခဲ့တာပေါ့အဲ့ဒီကဏ္ဍကပေါ့နော်အဲတော့ကျွန်တော်လည်းဒီဘက်မှာနည်းနည်းလိုအပ်ချက်ရှိသွားတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ထပ်ပြီးမှပေါက်ဖို့လောက်တာတော့မဟုတ်ဘူးဒီ ကျွန်တော်ငားလေးအတွဲဒီလေးငားအတွဲပေါ့နော်ဒီလေးငားငားလေးအတွဲပေါ့နော်ကျွန်တော်ငားထိတ်ငားအပိတ်နဲ့လာလို့ဆိုပြီးတော့ကျွန်တော်သုံးသပ်ထားတယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ဒီတစ်တလုံးကလည်းကျွန်တော်တို့ကဒီပြောင်းနေတာဖြစ်တဲ့အတွက်အပ္ပတန်ပေါ့နော်ကင်ရဲ့ပါတယ်ပေါ့နော်ဒီဘက်မှာလည်းကျွန်တော်ကင်နေပေါ့နော်ဒါပေမဲ့လည်းအမှန်တရားတွဲရတဲ့ကဏ္ဍမှာကျွန်တော်မိတ်ဆွေတွေကျွန်တော်ပို့ပေးတာပြပေးတာကျွန်တော်ကိုယ်တိုင်ကမထုတ်ပြလိုက်ပါဘူးခင်ဗျာနော်ကဏ္ဍကိုကျွန်တော်ရေးတာပြီးမှကျွန်တော်ထုတ်တဲ့ချက်လေးကို မပါသွားလိုက်ပါဘူးခင်ဗျာအဲ့အတွက်ကျွန်တော်တို့ရင်ခံရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အခုဒီအဲတတိယကြီးကတော့ပြီးဆုံးပြီပေါ့ဗျာနော်အဲ့တော့တတိယကြီးမှာစိန်မော့ခဲ့ရတဲ့အရာလေးကိုကျွန်တော်တို့တူတည်နေကျွန်တော်ရဲ့မိတ်ဆွေများညှောင်းလင့်နေတယ်ပေါ့နော်ကျွန်တော်ရဲ့မွေးအခွေမွေးခွက်တရားကျွန်တော်တို့အပတ်စဉ်တိုင်းမှာအောင်မြင်နေတာလည်းဖြစ်ပါတယ်အထိုက်တင်ပြီးတော့အောင်မြင်နေတာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျေးဇူးအပြင်းနေတဲ့ နော်ဒုတိယဝါသနာရှင်မိတ်ဆွေညာတွေကျွန်တော်တို့ဒါ18ရက်နေ့မှာဆိုရင်ဒါဒုတိယအတွက်ကိုကျွန်တော်အကောင်းဆုံးတပတ်စာမိုးခွက်လေးကိုကျွန်တော်ဒီမှာ site လေးနဲ့တူပေါ့နော်မိတ်ဆွေတို့ကျွန်တော်ချက်တာသွားပြန်ပါနော် site မှာတော့ကျွန်တော်တို့ left site တွေရှိမယ်နော်အဲ့တော့ဒီကအကောင်း site တွေပါမှာပေါ့နော်အဲ့တော့ channel ကို subscribe မလုပ်ရသေးတဲ့မျိုးစင်များက channel ကို subscribe လုပ်ပါနော် channel ကို subscribe လုပ်ထားပါနော်ကဲဒါဆိုလို့စေရင်ကျွန်တော်တို့မျိုးစင်များ အားလုံးပါအခုကြည့်ရှုသူကတော့ကျွန်တော်တို့30ကျော်ပဲရှိပါနေတယ်ပေါ့နော်အဲ live လက်မလေးရတော့ကျွန်တော်တို့6ယောက်ပဲရှိပါတယ်ကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်မိတ်ဆွေကျွန်တော်ဟိုအားပေးမှုကအဓိကကျတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများအားပေးကြရင်ကျန်းတယ်လို့ကျွန်တော်က live မှာအနေနဲ့စက်တီလို့ရမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားပေးမှုကနေရင်လေကျွန်တော်ကပေါ့နော်ဒါစက်တီကတိတ်မလွယ်လာပါဘူးပေါ့နော် ဘာကြောင့်လဲဆိုတော့အာပိမှုတစ်ခုနဲ့ကျွန်တော်ကယက်တရားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီမဟုတ်ဘောနော်။အဲပြီးခဲ့တဲ့ဘက်ကဆိုလို့ရှင်တယ်တမ်းမစင်များဒါမြင်တွေ့တဲ့အတိုင်းပဲကျွန်တော် line ကိုတက်တဲ့အချိန်မှာအကောင်းဆုံးအကောင်းဆုံးတော့လုတ်ပြီးနိုင်ခဲ့တယ်ဘောနော်။အကောင်းဆုံးအကောင်းဆုံးတော့လုတ်ပြီးနိုင်ခဲ့ပါတယ်။မင်္ဂလာဆရာဆိုရည်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာနော်မင်္ဂလာပါမင်္ဂလာပါ ကဲဒါဆိုကျွန်တော်တို့ဒီနေ့ညပေါ့နော်ကျွန်မစင်ညကိုကျွန်တော်ကတူတီကျွန်တော်အကောင်းဆုံးပေါ့နော်ဒီတကွက်ကောင်းဆိုင်လေးရောကျွန်တော်အပီးခွေဆိုင်လေးရောကျွန်တော်ခြားပြပြီးမှဖြစ်ပါတယ်နော်ကဲဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ခင်ဗျာနော်စလိုက်ကြအောင်အဲ channel ကို subscribe တော့အသေးစိတ် channel ကိုဒီချိန် subscribe ရတာနော်ဒီချိန်မဲ့လောက်အောင်မှာဖြစ်ပါတယ်နော်နောက်ဒီချိန်လုံးပြန်ထွက်သွားမှာဖြစ်ပါတယ်ဗောနော်အဲ့ channel ဒီချိန်မဲ့လုတ်ထားပါနော် subscribe ဒီချိန်နှိပ်ထားပါခဲ့ဒါဆိုကျွန်တော်တို့စလာတယ်ခင်ဗျနော်အဲ့တော့ជីချူသူနော်မဆောက်တော့ပါဘူးခင်ဗျနော်ရှိရသူနဲ့ပဲကျွန်တော်ပြအောင်မှာဖြစ်ပါလားခဲ့ဒါဆိုကျွန်တော်တို့ဒီရက်ပတ်တာတားမိုက်စင်များကိုကျွန်တော်မပြင်သေးလိုက်ရတဲ့အဆက်လေးပေါ့နော်နောက်ဆုံးပွဲစဉ်မှာ ဲ့ဒါဆိုစမယ်ကျွန်တော်တို့ဒီမှာနော်ဒါတော့အတန်တိုးနေတယ်ဆရာကြီးအတန်တိုးနေတယ်ဟုတ်ကဲ့အဲ့ဒါဆိုရင်ခဏလေးနော်အတန်ချဲ့တယ်ကျဲပြီလားကျဲပြီလားအတန်ကျဲပြီလားဟုတ် တန်းကျေပြီလားကြာလားအဆင်ပြေလားဟုတ်ကဲ့ကြာလားအဆင်ပြေလားခင်ဗျာပြန်မလာပြီပါနော်ညီတို့အားလုံးပဲအတန်လေးပြန်မလာပြီပါတူးသေးရဲ့ဆရာကြီးရဲ့ဟုတ်ကဲ့အဆင်ပြေလား ဆင်းပြေလားခင်ဗျာတန်လဲချက်ရတာကုံသွားပါပြီကဲဒါဆိုကျွန်တော်တို့တော်နေလေးကိုစမှာဖြစ်ပါတယ်နော်ဒီရည်တိုးရင်တော့တိုးရင်တော့ကျွန်တော်သုံးလုံးမပေါက်လို့အတန်တိုးသွားတာဖြစ်နိုင်တယ်တော်လုံးကထိုးလိုက်တာတော့များတယ်ဗျာ။ညဒီပွဲမှာတော်လုံးကန်လိုက်တာ။တော်လုံးနဲ့တော်လုံးဖြစ်သွားတယ်ဆိုတော့ Tôi luôn, tôi luôn. Ừ. Đi ngã tôi của cài nó, đi ngã tôi của nó. nó đi tôi là phía này rồi quá လင်းငါတုံးတော့ငါလေးတုံးတော့ဖြစ်လာတော့လေရှေပေါ့နော်ဟုတ်အဲဆိုအိမ်ငါပဲစမယ်ကျွန်တော်နော်စမယ်စမယ်ကျွန်တော်မြင်ရည်လားမြင်ရည်လားမြင်ရည်လားမြင်ရည်လည်းပြောနော် ျောဒီမှာဒီနှလုံးပေါင်းเนาะအဲ့နှလုံးပေါင်းကြီးနေတဲ့အဲ့ဒီမှာပါရတယ်6ရက်9ရက်ပေါင်းတော့တက်တယ်เนาะ6ရက်9ရက်ပေါင်းတော့တက်တရက်ပါวะ6ဖြစ်ပါတယ်အဲ့ဒီမှာ69လို့ကြာပါတယ်เนาะပြီးရင်ကျွန်တော်တို့ဒီမှာခွန်ရက်9ရက်ပေါင်းတော့လေ6ပါတဲ့เนาะခွန်ရက်9ရက်ပေါင်းတော့6ပါတဲ့6ရက်ပါวะ1ပါတဲ့အဲ့မှာ51လို့ကြာတယ်เนาะ ပြီးတော့ကျွန်တော်တို့ဒီမှာတည့်ရတည့်ရပေါင်းတော့နှစ်ပါတယ်နော်နှစ်ပါတယ်နှစ်ရပါပါခွန်းနဲ့အဲဒီမှာကျွန်တော်နှစ်ခွန်းလို့တည့်ကြတယ်နော်အဲခွန်းနှစ်လို့ကြတယ်နော်ဒါဒါဆိုရင်နဲ့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းကြီး6ပါတယ်နော်6ရပါပါ1ပါတယ်လက်ဖြံကို6တည့်အချင်းဖြစ်ပါတယ်နော်6တည့်အချင်းရှိပါတယ်လို့နော် 6တိအချိန်ကိုကျွန်တော်တို့ကဘာနဲ့ပြီးရမလဲဆိုတာဒီတစ်ချက်ပြပေးမယ်နော်6တိအချိန်ကိုဘာနဲ့လဲပြီးရမလဲနော်6တိအချိန်ကိုဘာနဲ့လဲပြီးရမလဲအဲ့တော့6တိအချိန်ကိုကျွန်တော်တစ်ချက်ထုတ်ပြမယ်နော်အဲ့ဒီမှာ9တဲ့နော် အဲ့ဒီကိုဒီနဲ့လုံးဝဖြစ်ပါရဲ့တဲ့နော်6တက်9တဲ့နှလုံးပေါင်း6ကိုနှလုံးပေါင်း19တဲ့တရပါဝါ6ကိုလည်းအဲ့ဒီမှာ9တလုံးနဲ့အပြီးရမယ်ပေါ့နော်9တလုံးနဲ့ပြီးမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာမထွက်လဲ69လို့ထွက်တယ်နော်69လို့ထွက်ပါတယ်နော်ဒါဆိုရင်ねကျွန်တော်တို့ကဒီမှာတစ်ချက်ကြည့်မယ်တဲ့နော်စဉ်လိုက်ပဲရှိရဲ့တဲ့နော် ရှိရဲနဲ့ကျွန်တော်တို့ကရှိရဲရှိရဲခွန်ရင်ပေါင်းတော့၅ပါးတဲ့เนาะ၅ပါးတဲ့အမှန်၅တလုံးနဲ့ဒီ67နဲ့ပြရမယ်တဲ့အဲဒီမှာကျွန်တော်ဘာထွက်လဲ57လို့ထွက်တယ်เนาะဒါဆိုရင်နဲ့ကျွန်တော်တို့ကဒီမှာ6ရဲတဲ့ဟာဒီကတည်ရဲခွာပေါင်းခြင်းမှာတဲ့အဲဒီခွာပေါင်းခြင်းဒီရဲ့ခွန်မှာတဲ့ အဲ့ဒီခွန်ကိုကျွန်တော်တို့ဒီမှာ2ခွန်နဲ့ပြီးရမယ်။မှဘာထောက်လဲ52လို့ထွက်တယ်နော်။ဒါဆိုရင်လည်းကျွန်တော်တို့ဒီမှာ9ရေအဲ့ဒီက4ရေကိုပေါင်းအောင်ဖြစ်ပါတယ်တဲ့။အဲ့ဒီ9ရေ4ရေကိုကျွန်တော်တို့ကဒီမှာပေါ့နော်။အဲ9ပေါ့နော်။အဲ့ဒီ9နဲ့တဲ့ကျွန်တော်တို့ကဒီက6တွင်းနဲ့ပြီးရမှာဖြစ်ပါတယ်တဲ့နော်။အဲ့ဆိုကျွန်တော်တို့ကဘာထွက်မလဲဆိုလို့ရှိရင် ကျွန်တော်တို့နော်ဘာဘာဘာထောက်ကမ်းလဲဆိုလို့ရှိရင်90နဲ့ကျွန်တော်တို့ရှားရမယ်နော်90နဲ့တရားပဲဗောနော်အဲ့ဒါနှစ်ကွက်ဖြစ်ပါတယ်နော်ဒီဆိုင်မှာဟုတ်ပြီနော်ဒါဆိုလို့ဒီမှာနောက်ထပ်ကျွန်တော်တဏီထက်ရှိပါသေးတယ်နော်နောက်ထပ်တဏီထက်ရှိပါသေးတယ်နော်အဲ့ဒီတဏီကကျွန်တော်ဘာနဲ့ပြီးမလဲဆိုတော့ဒီမှာကြည့် ဒီနှလုံးပေါင်းခြင်း၄ပါးတဲ့နော်နှလုံးပေါင်းခြင်း၄ပါးတဲ့နော်၄ပါးတဲ့၄ရဲ့ပါဝါ၉တဲ့နော်၆၁၆အဲ၁၆၉တဲ့အဲ၁၆၉တဲ့ကျွန်တော်တို့ဒီ၄ကိုနဲ့ပြီးရပါမယ်တဲ့နော်ဒါအခွေ၄လုံးနော်ဆရာရေးတဲ့လွန့်ပေးတာကျေးဇူးတင်ပါတယ်တဲ့နော်ဟုတ်ကဲ့ပါကျေးဇူးပါနော်အဲနော်ဒါဆိုရင်နဲ့ကျွန်တော်တို့ မှာပါထွက်လဲ69လို့ထွက်တယ်နော်ဒါဆိုရင်ねဒီမှာကျွန်တော်တို့9ရဲ့1ရဲ့ပေါင်းတော့6ပါတယ်နော်9ရဲ့1ရဲ့ပေါင်းတော့6ပါတဲ့နော်6ရဲ့ပါဝါလည်း1ပဲတဲ့ဒီမှာလည်း61ပဲတဲ့ကျွန်တော်တို့ကဒီလေးတော့အပြီးဆိုတော့ဒီမှာကျွန်တော်တို့က51လို့ကြားတယ်နော်ဒါကျွန်တော်တို့ဝမ်းကျင်းနဲ့ကျွန်တော်တို့ဆင်းတာပေါ့နော်။အဲဒါဆိုရင်လည်းကျွန်တော်တို့ဒီမှာဒီနှလုံးပေါင်းချင်းတည်တဲ့ သုံးပါတဲ့နော်နှလုံးမင်းလီသုံးပါတဲ့သုံးရပါပါရှစ်တဲ့နော်သုံးရပါပါရှစ်ဒီမှာနှစ်ခွန်နော်ဒီလေးတော့အပြီးပါတဲ့ကျွန်တော်ဘာထွက်လဲနော်ပြီးရနော်ဟုတ်ပြီနော်ခုနစနှစ်လို့အပြီးကြရနော်ဒါဆိုရင်လည်းကျွန်တော်တို့ဒီမှာလည်းထပ်ပြီးတော့တည့်ရချဲ့ပေါင်းတော့ခွန်ပါတဲ့နော်တည့်ရချဲ့ပေါင်းတော့ခွန်ပါတဲ့နော် ဆရာရေးတဲ့တတိပေါက်သေးလားတဲ့ဆရာကနားမထောင်လို့မပေါက်ဘူးလေကျွန်တော်ကမေ့သွားတာတည်းဟာတတိလေကျွန်တော်မေ့သွားတာကျွန်တော်ကကျွန်တော်မိတ်ဆွေများကျွန်တော်ပြောတယ်လေ၅၄၄၅အတွယ်နော်၄ခါနဲ့၅နောက်ပိတ်ထားလို့ရတယ်၄ခါနဲ့ကျွန်တော်၅ထိပ်စီထားလို့ရတယ်အဲ့ဒီ၅၄အတွယ်ကို CD ဆွဲမယ်ဆိုရင်ဆွဲလို့ရတယ်ပေါ့နော်၃၈အတွယ်ကို CD ဆွဲမယ်ဆိုဆွဲလို့ရလို့ကျွန်တော်ပြောပြီးခဲ့တယ်နော်ကျွန်တော်ပြောပြီးခဲ့တယ်နော်ဒါကျွန်တော် ဗီဒီယိုဖိုင်မှာပြန်ကြည့်ကြည့်နော်ခွန်နဲ့တဲ့ခွန်ရဲ့ဒီဘက်6တင်းနဲ့ဆိုတော့တဲ့ကျွန်တော်တို့6တင်းနဲ့ဆိုတော့အပြီးပါတဲ့ကဲဒါဆိုရင်နဲ့ခွန်နဲ့ခွန်နဲ့6တက်ကအပြီးပဲတဲ့နော်ခွန်နဲ့6တက်အပြီးဆိုတော့ကျွန်တော်တို့ကဒီမှာဘလို့တပီးမလဲဆိုတာလေးကျွန်တော်ဒီမှာခြာရည်ပြီးပြောမှာနော်အခွေပေါ့နော်ခွန်နဲ့6တက်အပြီးခွေဆိုလို့ရှိရင်ကျွန်တော်တို့ထိုးရမယ်ထိုးခွက်ဒီနော် 60နဲ့ခွန်တစ်ကွက်ရှိမယ်ပေါ့နော်60ခွန်တစ်ကွက်ရှိမယ်အဲဒီမှာကျွန်တော်တို့60နဲ့နှစ်တစ်ကွက်ရှိမယ်နော်60 60နှစ်နော်ပြည့်စုံကျွန်တော်တို့ကအဲဒီမှာတခွန်နော်တခွန်တစ်ကွက်ရှိမယ်ပြောပြည့်စုံကျွန်တော်တနှစ်တစ်ကွက်ရှိမယ်နော်ပြည့်စုံအပူဆိုလို့ဆိုရင်ကျွန်တော်တို့က6ပူနော် ရှောက်ဖို့ပြီးတဲ့စဉ်ကျွန်တော်ခွန်ဖို့နော်ခွန်ဖို့ကျွန်တော်တို့တစ်ဖို့ကျွန်တော်တို့အဲဒီမှာနှစ်ဖို့ပေါ့ဗျာနော်နော်အဲဒီမှာကျွန်တော်တို့ကအဲ့ဒါလေးရှိပါတယ်လို့နော်ကဲဒါဆိုရင်ဒီမှာဒီဆိုင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကနော်ဒီဆိုင်ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကပါထွက်လဲဆိုလို့ရှိရင်96နဲ့အဲဒီအဲနော်96နဲ့ နော်ဝဇတ်တင်နဲ့ကျွန်တော်တို့ဒါနော်နောက်ကွာရပါဘောနော်အဲ့တော့ကျွန်မရှင်များနော်ဒါဒုတိယမှာလဲကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့တွက်နီကိုကြည့်မယ်ဆိုရင်ဒါတံပိုးထန်တဲ့ရင်တံပိုးအဆုံးမဖြတ်ဆုံးဖြတ်လို့မရပါဘူးเนาะကျွန်တော်တို့မိတ်ဆွေများကိုကျွန်တော်မန်ပါခေါ်ပြီးတော့ပေးတာလည်းမရှိဘူးเนาะเนาะ ကျွန်တော်ရဲ့မိတ်ဆွေတွေကကျွန်တော်ကိုပေါ့မှသာလေဒါပြောမှဆိုရင်မဟုတ်ဘူးပြီးရင်တော့ကျွန်တော်လက်ခံတယ်ဟုတ်ပြီလားเนาะဘယ်ကြီးဘယ်တော့လို့ကျွန်တော်တတ်မှတ်ထားတာမရှိဘူးเนาะခဏန်းကျွန်တော်ရောင်းစားခြင်းမရှိဘူးเนาะအာဘာကြောက်လဲဆိုတော့ကျောင်းမိတ်ဆွေများကိုကျွန်တော်စေတနာမြတ်တာနဲ့ပဲကျွန်တော်မှန်ကန်ချပြနေတာဖြစ်ပါတယ်เนาะအဲ့တော့ကျောင်းမိတ်ဆွေဘာကြောက်ကျွန်တော်အဲ့လိုမျိုးချပြလဲเนาะဒုတိယဆိုတာက ကိုဘလောက်ပဲလည်းလို့ကိုနဲ့ထိုက်မှလာရင်ရတယ်เนาะပြီးတဲ့ဘက်ကကျွန်တော်မိတ်ဆွေများအောင်မြင်ခဲ့ကြတယ်ထိုက်တယ်တော့အောင်မြင်ခဲ့ကြတယ်နှစ်ကြိမ်သုံးကြိမ်ထိအောင်ဒုတိယဆိုလည်းပေါက်ခဲ့ကြတယ်ပေါ့เนาะကျွန်တော်ပေါက်လာဆိုတော့ကျွန်တော်လည်းအဲ့တော့မပေါက်ပါဘူးเนาะကျွန်တော်ဘာကြောင့်မပေါက်လဲကိုတင်ထိုးတာဒီတမျိုးဖြစ်တယ်เนาะဇန်ထိုးတာဒီတမျိုးဖြစ်တယ်ပေါ့เนาะဒါက ဆရာကိုယ်တိုင်လည်းပေါက်လားဆိုတော့မပေါက်ဘူးနော်အဲပေါက်တဲ့တလောက်ပဲပေါက်တယ်ထင်းတလောက်မပေါက်ပါဘူးနော်ကျွန်တော်ပြပေးပြင်မယ်လေကျွန်တော်နဲ့အဆက်မရတာဖြစ်တယ်ပေါ့နော်အဲဒီရတဲ့ကျွန်တော်တိတ်ပြီးတော့မတက်ကြအောင်ဘာကျွန်တော်လဲဆိုတော့နောက်ဒီမှာတလုံးမှန်ပြပေးမယ်နော်ဒီ site လေးကတလုံးမှန်ပြပြီးကိုကျွန်တော်ခြံထားတာနင်းတလုံးမှန်ပြပြီးကိုကျွန်တော်ခြံထားတာနော်ပြီးရင်ကိုမကိုတွဲကြပါတော့နော် ဘက်ကိုလည်းတင်ပြပါအောင်နော်တံပိုးထားပါလေတူးတီကိုလည်းနေ့တိုင်းတင်ပြပါလို့နော်ဟုတ်ကဲ့ပါနော်ကျွန်တော်အားရင်အားသလိုကျွန်တော်တင်ပြပါတယ်နော်အားရင်အားသလိုတင်ပြပါလေမန္တကြီးပေါ့နော်မန္တကြီးကျွန်တော်လိမ်ကြီးပြောပါအောင်နော်ကျန်ကြီးဝန်မတွေကျွန်တော်ကျန်ကြီးဝန်မတွေကိုကျွန်တော်ထောက်တဲ့ကဏ္ဍနေပြီတတိကြီးများမတွေ့ဘူးတဲ့ သူများရှိလို့စီကျွန်တော်ကြံသွားတဲ့ကဏ္ဍဒီလို့ဒီမှာပါလို့เนาะကျွန်တော်เนาะကျွန်တော်တွဲထားတဲ့ကဏ္ဍဒီအမကြီးတွေ့လားเนาะအလင်းကျော်ကျွန်တော်တို့ကเนาะနောက်ဘက်ကိုလည်း 3D ကိုအကောင်းဆုံးနဲ့ပြန်လာမှာเนาะဒီနှစ်မကုန်ဘူးကျွန်တော်ကတော့ပေါ့အောင်အများကြီးကျူးစားတာကျူးစားပါတယ်เนาะခေပေါ့အောင်ကျူးစားတာအမှန်မှန်ဒီတစ်ဘက်ကပေါ့အောင်မဲ့ကွန်ဖြစ်ပါတယ်เนาะဒါပေမဲ့ကျွန်တော်တို့ လိုအပ်ချက်လေးတွေကျွန်တော်ညံ့လို့ပဲဖြစ်ပါတယ်ပေါ့နော်ဘယ်လိုမှကျွန်တော်ကိုကျွန်တော်အမှုမတင်ပါဘူးကျွန်တော်ညံ့တာပါနော်အဲ့တော့ကျွန်တော်တို့အခုဒူဒီကိုလည်းကျွန်တော်အကောင်းဆုံးဒီမှာပြင်ဆင်ချက်တွေနဲ့ကျွန်တော်အပြီးပေါက်ကွင်းကိုကျွန်တော်ခြားပေးတယ်နော်ပြီးပေါက်ကွင်းကိုကျွန်တော်ခြားပေးတယ်ကျွန်တော်ညီကောင်တို့ကများညံ့ရှိတယ်လို့ယူပါပေါ့နော်ညံ့ရှိတယ်လို့ယူကြပါလို့ကျွန်တော်ပြောချင်တယ်နော်အဲ့တော့ကျွန်တော်အခွေလေးပြီးတော့မယ်နော်တပတ်စာအခွေလေး အားလုံးတည်အားလုံးပေါအောင်လို့ကျွန်တော်ပြောပြီးသွားမယ်နော်တပတ်စာတော်လုံးအခွေပဲဖြစ်ပါတယ်နော်ငွေထိုးတာပါကျင်းတီထွက်မယ်အခွေဖြစ်ပါတယ်နော်အဲ့တော့ဒီနေရာလေးမှရေးပြလိုက်မယ်နော်တပတ်စာအခုဒီမွေးခွေကြတော့လေတချို့ကြတော့တရက်ထွက်ပြီးဝင်မေ့သွားကြတယ်နော်တိတ်အဲ့လိုကြီးကျွန်တော်တို့တရက်ထွက်ပြီးဝင်လို့မထွက်နိုင်ရင်မေ့သွားကြတယ်မေ့ပြစ်သွားကြတယ်ဘာထိုးရမလဲ မွေးပါလို့ပြောရင်တပတ်လလုံးမွေးပိုက်ပါမှာပဲဖြစ်ဖြစ်နော်မွေးကနေပြီးတိုင်းပြန်မေးစရာကိုမလိုတော့တာဟာလားထိုးအောင်မလားမထွက်မချင်းထိုးနော်မွေးပါလို့ပြောကျွန်တော်ကယက်ဆိုရင်စင်တော့ယက်လိုက်တော့ပေါ့နော်မထွက်မချင်းမွေးရမှာပဲမွေးကနေပြီးပါတယ်ဆိုမှတစ်ချိန်ထိုးပြီးတော့မပေါ့ရင်ချိုးရမေးတယ်ပြန်ထိုးအောင်ပြန်လှုပ်အောင်မလားအဲ့ဒါကျွန်တော်ကခါလီအလုံးရှုပ်တဲ့ပြဿနာနဲ့တိုးတဲ့ခါကျရင်ကျွန်တော်ဘာမှဟိုဖြည့်ရှင်းချက်လည်းမပေးတော့ဘူး ရှိတဲ့နေတိုင်းကဏ္ဍမှာပြေးလိုက်တယ်အိုင်မူကဏ္ဍထွက်လာအောင်နော်ကျောင်းမှာရှင်းပြဖို့အချိန်မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီအလုပ်တစ်ခုထဲနဲ့ယက်တည်တာမဟုတ်ဘူးယက်တည်လို့လည်းမရဘူးဒီလုံနဲ့ယက်တည်ကျွန်တော်ထမင်းကတော့မယ်ဘာဖြစ်လို့လဲဆိုတော့ဒါအမှန်တမ်းပြောပြတာကျွန်တော်တို့ကအာဏာတက်တယ်နော်ဟိုကိုချင်းစာစိတ်ရှိတယ်ကျွန်တော်တို့ site တွေကတကယ်ကိုချင်းစာစိတ်မရှိတဲ့ဒီ site တစ် site လောက်ပဲပြပြီးတော့နော်တောင်းစားလို့ရတယ်ဒါပြောပြတာ ောင်းစားတယ်ဆိုတာတောင်းစားတာပေါ့ဗျာနော်နော်အဲ့တော့ကျွန်တော်အဲ့လိုမလုပ်ပါဘူးနော်ကျွန်တော်တို့မှာဒါလက်တွဲမှုတဲ့သူတွေနဲ့ရှိတယ်နော်လက်တွဲမှုတဲ့သူတွေနဲ့တိတယ်ကျွန်တော်ကစေတနာကိုရင်ခံပြီးတော့ပြပေးတာဖြစ်တယ်ကိုကျင်းစာစီရှိတယ်ပေါ့ဗျာနော်အဲ့တော့တပတ်စာမွေးမွေးအခွေနော်ဒေဇာဘောတော့အပတ်တိုင်းထွက်နေတာပဲနော် ဲ့တော့ဒီပတ်စံမွေးခွေရပါလဲဆိုလို့ဆိုရင်ကျွန်တော်တို့เนาะ6 9ဆိုရက်သုံးလုံးအခွေပဲဖြစ်ပါတယ်เนาะအခွေအခွေအပူပါပါတယ်เนาะအဲ့တော့ခွေမတက်တဲ့သူများအတော်ကတော့ကျွန်တော်ကအဲ့ဒီမှာ69เนาะ65เนาะအဲ့ဒီမှာ85เนาะဒါသုံးလုံးအခွေအပူပါဆိုလို့ဆိုရင်66เนาะ ကျွန်တော်တို့ခွန်ခွန်နော်ပြင်ဆင်လာလားဟုတ်လားဒါတပတ်စာဘုရားခွေဖြစ်ပါတယ်နော်တပတ်စာမွေးရမှာဖြစ်ပါတယ်နော်အာမွေးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်စလုံးကြီးကြီးနဲ့ရေးမှတိမှာပါနော်ဒါကတပတ်စာတပတ်စာမွေးအခွေနော်ပညာဘောက်ထွက်လာမယ်လို့ဘယ်ချိန်လဲတော့မသိပါဘူးခင်ဗျာနော်ဘယ်ချိန်လဲတော့မသိပါဘူး ကဲဒါဆိုရင်မနေ့ပြန်အတွက်ကျွန်တော်ကနေပြီးတော့ကျွန်တော်မိတ်ဆွေများကိုဒီထဲမှာကျွန်တော်ထောက်ထားတဲ့ကဏ္ဍမှာเนาะထပ်ပြီးတော့ကျွန်တော်တို့ကဒီမတွဲကဏ္ဍလေးတွေကျွန်တော်တို့ရှိပါတယ်အဲ့ဒါမျိုးကျွန်တော်ကဒါမှမဟုတ်တော့ကျွန်တော်မတွဲကဏ္ဍမတင်ပြီးတော့ဘူးလीเนาะကျွန်တော်ဒီကနေပြီးတော့ဒီကဏ္ဍนี่အားကောင်းတယ်အားမကောင်းဆိုတာလေးကိုကျွန်တော်ပြောပြပါမယ်เนาะဘာလို့လဲဆိုတော့ဒီမတွဲကဏ္ဍအချိန်တိုင်းမှန်နေတာမဟုတ်ဘူးเนาะ ကျွန်တော်တို့ဟိုအထောက်ကူတစ်ခုဖြည့်ယုံနေပါပြီခင်ဗျာနော်အထောက်ကူဖြည့်ယုံနေတစ်ခုပါဘူးသူကဖောက်ပါတယ်ဗောနော်ဖောက်တဲ့ချိန်ကြီးရှိတယ်အဲကျွန်တော်တို့ကဒါလေးကြီးလည်းသုံးသပ်ထားတယ်ဗောနော်အဲကျွန်တော်တို့ဒီနောက်ဆုံးနေမှာကျွန်တော်တင်းနဲ့ပိတ်ထားတာဖြစ်တယ်တို့ရတယ်နော်အဲ့တော့အားနေတာကတော့မနေ့ကမနေ့ပိုင်းကိုလေကျွန်တော်တို့အားနေတာကြီးတဲ့အခွေမှဆိုလို့ရှိရင်လည်းဘာကြီးအားနေလဲဆိုတော့85ပါပါပဲထိုးတာနော် 395ပါပါပဲထိုးတာပါเนาะ390ပါပါပဲထိုးပါမတွဲပါဘူးเนาะမတွဲရင်တခြားလိုက်မှတ်ထားပါเนาะ59မတွဲပါဘူးဒါပေမဲ့မတွဲဆိုရင်ပါပါလေးပဲလောက်ပါအားနေသေးတယ်เนาะသူ့အကျိလဲကြာကျွန်တော်အဲ့ဒါလေးစဉ်းစားရပါတော့เนาะ25မတွဲသေးပါဘူးပေါ့เนาะအဲ20လဲမနေ့ပြန်အားနေကနေဖြစ်ပါလေเนาะဟုတ်ပြီเนาะအဲ့ဒါကြောင့်ကျွန်တော်ဒီမှာ အဲ့တော့ဒါရီကအကောင်းလားဆိုတော့အကောင်းပါလေနော်အခုထုတ်ထားတဲ့ကဏ္ဍဒီအကောင်းတယ်ဒီမွေးခွေးမှာဆို65အကောင်းတယ်နော်69အကောင်းပါလေနော်မိန်တင်လို့ရပါတယ်နော်အပူခွန်ဒီခွန်ခွန်တော့ငားငားတော့နော်အနည်းလေပေါ့နော်ဟုတ်လားနော်66တော့အနည်းရပေါ့နော်အပူထင်မှဆိုလို့ရှိရင်အဲဒါကျွန်တော်တပတ်စာပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ဒီထဲမှာဆိုရင်အပိုးကြီးဒါအားနေတယ်ပေါ့ဗျာနော်ဒါအားနေပြီလေပေါ့နော်အားကောင်းတာဆိုလို့ကျွန်တော်တို့တစ်ဖို့အားကောင်းတယ်ပေါ့နော်ဒီမှာဒီမနက်ဖြန်မနက်ပိုင်းကိုဒါတစ်ဖို့အားကောင်းတယ်ပေါ့ဗျာနော်ဟုတ်ပြီနော်ဒါဆိုဒါတွေကတင်ထိုးရမှာအကွက်ကြီးဖြစ်တယ်နော်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာတလုံးချင်းစိုက်ကိုထပ်ပြပေးပါမယ်လို့နော်တလုံးချင်းစိုက်ကကျွန်တော်ဘယ်လိုထောက်ထားလဲဆိုတာနော် လုံးချင်းစိုက်တလုံးချင်းစိုက်ကဘယ်လိုထောက်ထားလဲဆိုတာလေးထပ်ပြပြပါမယ်နော်အဲကြောင့်တော့ဒီမှာ3ရေ9ရေပေါင်းတော့8เนาะ9နဲ့ပေါင်းတော့9ဖြစ်ပါတယ်เนาะဒီမုံလေးတွေကအရင်တော့လည်းကျွန်တော်ပြနေကြပါပဲเนาะလူခေါင်းတွေတီးလိုက်မယ်ဒီဒေါ်လုံးပေါင်းကြီးဒီ10ပါတဲ့เนาะအဲဒီမှာ10ရယ်9ရယ်ပေါင်းတော့30 10နဲ့ပေါင်းတော့10ပါတဲ့เนาะအဲတော့ဒေါ်လုံးပေါင်း9 ၃လုံးပေါင်း၈เนาะဒါဆိုရင်ကျွန်တော်တို့ကဒီမှာ၃လုံးပေါင်း၉ဖြစ်ရမှာပေါ့ဗျာเนาะအနည်းအရတော့ကျွန်တော်လိုင်းမမတက်ဖြစ်လို့ပါเนาะဒါဆိုရင်ဒီမှာ၂လုံး၆ရဲ့၁ရဲ့ပေါင်းတော့၇နဲ့နဲ့ပေါင်းတော့၉တယ်เนาะဒါဆိုရင်ねကျွန်တော်တို့ကဒီမှာเนาะဒီမှာကျွန်တော်တို့ကဘာဖြစ်ရမလဲ၃လုံးပေါင်းညနေ၁၀ဖြစ်ရမှာပေါ့ဗျာเนาะ၁၀ဖြစ်ရမယ်တဲ့เนาะအဲ့တော့ဒီမှာ၈ခွန်၈ကို တဆယ်ဆိုရင်နှလုံးပေါင်းခွန်ဖြစ်လာတယ်ပေါ့နော်နှလုံးပေါင်းခွန်ဖြစ်လာတယ်ကျွန်တော်တဆယ်ဖြစ်လို့တော့ဆိုရင်ကျွန်တော်တို့ကအဲဒီမှာ၃ထိပ်စီ၃နောက်ပဲကျွန်တော်လုံးချင်းနဲ့အဲဒါလုံးချင်းနဲ့ရတဲ့ site ပေါ့နော်အဲဒါ၃နောက်ပဲဆိုတော့လေကျွန်တော်တို့ကဒီမှာထိုးရမှာ၉ထိပ်စီရှိတယ်ဆို63တကွက်ရန်ပေါ့နော်63တကွက်ရှိတယ်ပေါ့နော်အဲနော်53တော့ကိုရှိပါတယ်နော်အဲ့တော့1ချိန်နဲ့ ကမ္မဆိုရင်63เนาะ13ဟုတ်ပြီလားเนาะဝန်ကျင်တဲ့ကမ္မဆိုလို့စေเนาะပြီးတော့စေ83เนาะ23เนาะ23အဲကျွန်တော်ဒါမျိုးလေးထိုးရအောင်เนาะအဲ့တော့ကျွန်တော်ဒီမှာရေးပြလိုက်မယ်เนาะ23เนาะ23ပြီးစေ63เนาะ23 63 13เนาะ အဲကြိုက်တာဘူးလောက်ပါဗောနော်ခဏတော့များတယ်ဗျာနော်အဲ့လိုလေးလေးထုတ်လိုက်ခါကြတယ်ကဲအားလုံးပဲနော်49ရောက်40ကျော်ပဲနော်လိုင်လမ20ကျော်ဟိုနည်းတယ်ဗျာနော်နည်းတယ်အပင်းမဟုတ်အရင်နည်းတယ်နော်ကဲနည်းနည်းများများဟုတ်ဗျာနော်ကျွန်တော်ဘက်ကတော့တာဝန်ကြည့်ပြီးလမ်းကိုပေါက်ဖို့တာပြင်သွားလိုက်တော့နော်ကဲအားလုံးပဲပေါက်ကြပါစီနော်ဒီနေ့ညဒီလောက်ပါပဲ အလိုစိတ်ချမ်းသာပူကြမှာနဲ့လိုရဆန္ဒတွေပြကြပြကြပါလိမ့်နော်ရေဒီလောက်ပါပဲခင်ဗျာနော်ဒီလောက်ပါပဲ